နေ့ကကျွန်တော်တို့ G1 မြန်မာစာတရလက္ခဏာဒီမတ်စရာဂျီနဲ့တွေ့ကြတာเนาะအဲ့ဒါတဲ့အဲ့တော့ဒီမှာဘာလဲဆိုတော့တရလက္ခဏာဒီမှာဘာကိုသင်ရမလဲဆိုတော့ကျွန်တော်တို့ရေးချရေးချဝစ္စနှလုံးပေါက်ရေးချရေးချဝစ္စနှလုံးပေါက်ရေးချနှစ်မျိုးရှိတယ်ကျွန်တော်တို့ဒီမှာဒီလိုမျိုးအဝိုက်လိုက်ကလေးရေးရတဲ့ရေးချရဲ့အပေါ်ကနေမောက်ပြီးချရတဲ့ ်ရေးချရင်ဒါလေးကိုတော့ကျမတို့ကသူ့ရဲ့နာမည်လေးကမောက်ချလို့ခေါ်တယ်ဒါပေမဲ့စားဖတ်တဲ့အခါမှာတော့ရေးချလို့ပဲဖတ်ရတယ်အော်စနစ်တအရာကျမတို့ငငယ်တုန်းကတင်တဲ့ပုံစံနဲ့မတူတော့ဘူးကျမတို့ငငယ်တုန်းကတင်တာကကြတော့ဒီမှာဆိုရင်ကာကြီးရေကကာကြီးရေချာကကာကြီးရေချာဝစ်စနှလုံးပေါက်က ကကကဒါဒီမှားသလားဆိုတော့မှားနေတာမဟုတ်ဘူးကျမတို့ငငယ်တော့ကြီးခဲ့တယ်အခုနောက်ပိုင်းမှာစနစ်သစ်တွေကအာကျမတို့တင်ရမယ်ဆိုပြီးတော့ဒီပညာရေးမှာချမှတ်လာတာနဲ့အမြအခုနောက်ပိုင်းတော်တော်များများကစနစ်သစ်နဲ့သွားနေကြပြီပေါ့နော်တနည်းနည်းနဲ့တွားရတဲ့အခါကျတော့ဘယ်လိုပုံစံနဲ့တွားရလဲဆိုရင်ကျမတို့အတန်နဲ့တွားတာရှိတယ်ပေါ့။နောက်ပြီးလို့ရှိရင်ကျမတို့တော့အတိုင်းလုံးဝဒီနာမည်နဲ့တွားတာလည်းရှိတယ်။အခုအတန်နဲ့တွားရင်ဘာကောင်းကျိုးရမလဲဆိုတော့ကလေးကို ပို့ပြီးတော့စာဖတ်မြန်စီတယ်ပေါ့အတန်နဲ့သွားဖို့ဟိုကျမတို့ကဘယ်ဟာကိုအရင်ဆုံးဥတီရလဲဆိုဒီအရှိမဒီရေးချာကိုကျမတို့မိတ်ဆက်တဲ့ဟာလေးရှိတယ်အရှိမပေါ့နော်ခလေးတွေကိုကျမတို့ကဗျာလေးရှိခဲ့တယ်နော်စန်သစ္စလာကလေးဟာအဲ့ဒါရေးချပါဒီလိုလာကလေးနော်ပြောင်းမြန်လှဲ့ကဝစ်ဆန်ထိုးအဲ့ဒါတဝေထိုးရှီအိုးကလေးရွက်လာရင်အဲ့ဒါလုံးချီတင်း ်လုံးကြီးတင်မှာဝစ်ဆန်ခတ်လုံးကြီးတင်ဆန်ခတ်ဆိုပြီးတော့အရှိမကပြားလေးရှိခဲ့တယ်အဲ့ဒီကပြားလေးကလည်းကျမတို့ကဆွဲပြီးဒီမှာစန်တစ်ဆာအလာကလေးလာကွေးကွေးလေးကိုတွေ့လာအဲ့ဒါရေးချပါဟောဒါကလေးကရေးချလို့ခေါ်တယ်ဆိုပြီးတော့ရေးချရဲ့နောက်မှာဒီလိုမျိုးလေးကျမတို့ဒီလိုအဆက်ကလေး20ပါတာဝစ်ဆန်နှလုံးပေါက်လို့ခေါ်တဲ့တတရီမိမိရေးဒါကိုကျမတို့အရင်ဆုံးမိတ်ဆက်ရမိတ်ဆက်တဲ့အခါမှာကျမတို့ရေးချကိုတင်တဲ့အခါမှာ သူသည်တရ လက္ခဏာဖြစ်တယ်သူမှာအတန်ရှိတယ်ကျမတို့ဘာနဲ့တူလဲဆိုရင်အင်္ဂလိပ်စာမှာ phonic တင်တာနဲ့တူတယ်เนาะအဲ့တော့အင်္ဂလိပ်စာမှာ phonic တင်တာနဲ့တူတယ်ကျမတို့26လုံးတင်ရင်အစာပိုင်း26လုံးတင်26လုံးလုံးမှာကျမတို့အတန်ရှိတယ်အဲ့ဒီသဘောပဲရေးချလေးရဲ့အတန်လေးကဒီမှာသူကအနဲ့တွဲပြထားတယ်ရေးချရဲ့အတန်ကိုကလည်းကျမတို့အာဆိုတဲ့အတန်လေးဖြစ်တယ်ရေးချလေးမှာအတန်ရှိတဲ့အာရေးချဝစ်စနှလုံးပေါက်ရဲ့အတန်လေးက အာဆိုတဲ့အတန်လေးဖြစ်တယ်ဆိုတော့ကလေးကိုအရင်ဆုံးနားလည်အောင်ကျမတို့ကဒါကိုရှင်းပြရမှာဖြစ်တယ်ထက်ကထက်ကမေးရမယ်အဲ့တော့ဒါကဒီမောက်ချနဲ့တင်ရမှာကဒီဘက်ကပြောထားတဲ့ခါကငါဒါပါဝါကောကျမတို့မောက်ချနဲ့တင်ရမယ်အဲ့တော့ရေးချနဲ့မောက်ချနဲ့ကိုနှစ်ခုလုံးဖတ်ရင်တော့ရေးချလိုပဲဖတ်တယ်သူ့နာမည်ကမောက်ချဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြရမှာအဲ့တော့တထိုင်နဲ့ပြောပြရမှာလားဆိုတော့မဟုတ်ဘူးကျမတို့ကဒီမှာရေးချာနဲ့ပတ်သက်တဲ့သင်ခန်းစာကိုအရင်ဆုံးတစ်ဖက်တင်တယ်။ကျမဆိုရင်တော့အဲ့လိုမျိုးခွဲပြီးတင်တယ်ပေါ့နော်။ရေးချာလေးကိုအရင်တင်တယ်။အဲ့တော့ ကကြီးလေးတာလုံးနဲ့ဆိုလို့ရှင်သူ့မှာအတရပါနေတာဘာမှမရှိရင်အဲ့ဒါအတရပြောင်းကလေးဆိုရင်အဲ့တော့ကလေးကိုကျမတို့ကအတန်နဲ့ဒီမှာဆိုဒီမှာကကြီးကကြီးရဲ့အတန်လေးကကအရှိမဒီဂျီ1စာအုပ်ရဲ့အရှိမကကလေးငယ်ချစ်စပွဲဆိုပြီးတော့နာမည်လေးကကကြီးအတန်လေးကကဆိုအရှိမတင်ခဲ့တာလေးရှိတယ်အဲ့ဒီစာချောင်းတွေကိုတော့ကျမမပြတော့ နော်စာရှိရစာမျက်နှာတွေမှာရှိတယ်။အဲ့တော့ကလေးတွေကဒီတိရောက်လာခဲ့ပြီဆိုရင်ဒီကကြီးရဲ့အတန်ဒီကဆိုတာကိုတပိတာဖြစ်မယ်။အဲအဲ့ဒီကကလေးကိုအာဆိုတဲ့တရလေးနဲ့ပေါင်းလိုက်မယ်။ဒါလေးကဘာလဲလဲရေချာရေချာရဲ့အတန်လေးကဘာလဲလဲအာအဲ့တော့ကလေးနဲ့အာကလေးနဲ့ပေါင်းလိုက်မယ်ဆိုရင်ကနဲ့အာနဲ့ပေါင်းတော့သူ့ကိုကလို့အတန်ထွက်တယ်ဆိုတော့ကလေးကိုနားလိုက်အောင်ပြောရမယ်။ကျမတို့ လုံးဝဖြတ်ချင်းမမတ်မိသေးတဲ့ကလေးတွေနဲ့စာလုံးပေါင်းပြီးဖတ်ချင်တယ်ဆိုရင်ရောဖတ်လို့မရဘူးလားရပါတယ်ဘယ်လိုဖတ်မလဲကရေးချကဒီလိုလေးဖတ်မယ်အဲ့တော့ကလေးကရေးချရဲ့အတန်လေးကအာလို့တည်သွားတယ်တည်သွားတဲ့အခါမှာကျမတို့ကကရေးချ ကစာဖတ်ရင်ကရေးချာကဒုမဟုတ်ကလေးကချက်ချင်းပဲဒါလေးကို ကနဲ့အာနဲ့ကိုချက်ချင်းသူကမြင်တတ်သွားလို့ကအာကလို့ဖတ်ရင်လည်းရတယ်ဖတ်နည်းကအမျိုးမျိုးရှိတယ်ကကြည်ရေးချာကမရဘူးလားရပါတယ်ကျမတို့အားလုံးဒီကလေးတွေစာဖတ်တတ်ဖို့ဦးတည်တာဖြစ်တဲ့အတွက်ကိုကျွမ်းကျင်တဲ့နီးနဲ့သင်လို့ရပါတယ်နော်အဲ့တကယ်လို့ကလေးကကကြီးကလေးနဲ့အာကလေးနဲ့တွဲတဲ့အခါနော်ကနဲ့အာနဲ့တွဲတဲ့အခါ တာဆိုတော့ကလေးကတည်သွားရင်နောက်မှာပါထည့်လို့ရလဲကဲစကလေးကိုထည့်ကြည့်မယ်အဲ့တော့စကလေးနဲ့တာကလေးနဲ့အာကလေးနဲ့တွဲရင်ကအာဆိုတော့ကဆိုရင်စအာဆိုတော့တာရဲ့မိမိရဲ့ပါဖြစ်မလဲစာဟုတ်ပြီ အဲ့တော့စာလုံးနဲ့စာလည်းရှိတယ်အရှိမလေးကအတန်ကိုခွဲခြားပြီးတင်ခဲ့ရမှာဖြစ်တယ်စာလုံးရဲ့အတန်လေးကစအဲကျမတို့ဒီနှက်ခမ်းပြားပါတယ်ဒီပစက်ပြားပါတယ်စစလည်းရဲ့အတန်လေးကစကျမတို့တစ်ခုခု vice ဟာလေးဆိုတဲ့ပုံစံမျိုးပြောရဲစအဲ့တော့စအာဆိုရင်စာဆိုတော့ခလေးကိုပြောပြရမှာဖြစ်တယ်ဒီသုံးလုံးလောက်ကိုပိတ်ဆက်ပေးရတဲ့ဒီထကလေးနဲ့အာကလေးနဲ့ဆိုရင်ထား နာကလေးနဲ့အာကလေးနဲ့ဆိုရင်နာရှာကလေးနဲ့အာကလေးနဲ့ဆိုရင်ရှာဒါဆိုရင်ကလေးကဒီလိုမျိုးမြင်တာနဲ့သူကကျမတို့အဲ့မှာစဖတ်မြန်တဲ့စနစ်ဆိုရအဲ့ဒါကိုပြောတာကျမတို့ငငယ်တော်ကကြည်ရှာကစလုံးရေးရှာစာစလင်းရေးရှာစာထဆင်ထူရေးရှာထာနော်အဲ့တော့ဒီမှာကျတော့ကျမတို့အတန်နဲ့ပဲသွားတာဖြစ်တဲ့ကအာကာတို့မဟုတ်ကရေးချာကာ စကျွန်မကတော့ရေးချာတဲ့ဖက်ခိုင်းတဲ့ကလေးကိုဖက်ရင်ဖက်ရင်တဲ့ကလေးကနောက်ပိုင်းမှာကျွန်မတို့အဲဒီအီအီတရလာရောက်တဲ့အချိန်မှာဒီနောက်ကအာအာအာတရကိုနေ့စဉ်တော့ကျွန်မတို့ပြန်ဖက်တယ်ပေါ့ကလေးကပြန်ဖက်တဲ့ခါမှာအလုံးဝရေးချာကိုလည်းဆိုကြရမလို့တော့ဘူးစာလုံးပေါက်ဆိုကြရမလို့တော့ဘယ်နဲ့ဒီဟာကိုမြင်ချက်ချင်းစာနော်ထာနာလို့ဖတ်တတ်သွားတာဖြစ်တယ် ဖြည်းဖြည်းချင်းပေါ့အခုတင်ပြီးအခုချက်ချင်းကြီးလူကြီးတွေလို့ဒိုင်းတိုင်းတိုင်းဖတ်တတ်ဖို့တော့မလွယ်ဘူးပေါ့နော်အဲ့ဒါဒီမှာဆိုကရေးချဝတ်ဆန်နှလုံးပေါက်အတန်လေးကအာဩသူ့ကိုရေးချလေးဝတ်ဆန်နှလုံးပေါက်ထည့်လိုက်ပြီးကဒါလေးကအာကကလေးနဲ့အားလေးနဲ့ဆိုတော့ကတော့မဟုတ်ကရေးချဝတ်ဆန်နှလုံးပေါက်ကဒါဆိုရင်စရေးချက်ဝစ်စနှလုံးပေါက်ဆိုပါတယ်ဖြစ်မလဲစဟာဟောစဟာရေးချက်ဝစ်စနှလုံးပေါက်စဟာ ထရေးချဝစ္စနှလုံးပေါထာနာရေးချဝစ္စနှလုံးပေါင်းနာဘယ်နော်ယရေးချဝစ္စနှလုံးပေါင်းယအဲ့တော့ဘယ်လိုပဲတင်တယ်စနစ်တနေပဲတင်တယ်စနစ်ဟောင်းနဲ့ပဲတင်တင်တင်ဘုံကြီးနဲ့ပဲတင်တင်ကြိုက်အတန်နဲ့ပဲတင်တင်ကြိုက်တာနဲ့တင်ခလေးဒီကျမတို့ဖတ်တတ်သွားဖို့လို့နော်အဲ့တော့ အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီမှာဓာတ်လေးကိုကျွန်တော်တို့တင်ပြီးသွားတဲ့အခါမှာဒီဘက်ကိုတခါတယ်ဓာတ်လေးကိုမောက်ချလို့ခေါ်တယ်ဆိုပြီးတော့ခလေးကိုကူးတန်းပြီးတော့တင်ပြင်းရင်လည်းရတယ်လို့ဓာတ်လေးကိုမတင်သေးဘဲနဲ့အောက်မှာရှိနေတဲ့ကျွန်တော်ဒီလိုမျိုးဆရာမလို့နော်ကစားဆရာဒါဆိုရင်မောက်ချမပါဘူးမောက်ချမပါတဲ့စာလုံးလေးတွေကိုကျွန်တော်ကခလေးကိုကြော်ပြီးတော့သွားပြီးတော့အတူတူဖတ်ကြရင်လည်းရတယ်မဟုတ်ဘူးပြီးတော့မှဒီမောက်ချကောအကုန်တင်ပြီးမှဒီလိုတွေပေါက်ဖတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ ၅သူကိုကျမတို့ကခခွေကန်းငယ်ကဓာတွေးပါစားဝဆိုတာကဒီမှာဒီလိုမျိုးရေးချာနဲ့ရေးလို့မရဘူးရေးချာလို့ဖရမဒီမောက်ချာနဲ့ရေးရတယ်ဘာကြောင့်လဲဟောကြည့်ရအောင်ခခွေကလေးကိုရေးချာထဲလိုက်တယ်ဘာနဲ့တူသွားလဲဟောစလိန်နဲ့တူသွားတယ်ဒါကြောင့်မလို့မိမိတို့ကထဲလို့မရဘူးဒီလိုမျိုးမောက်ချကလေးနဲ့ထဲရတယ်ဖတ်ရင်တော့ဘယ်လိုဖတ်မလဲရေးချလို့ဖတ်မယ်အတန်က အတူတူပဲ ရေးချလို့ဖတ်ရတာဖြစ်တဲ့အတွက်ဒီကရေးချလေးအတန်ကလည်းအာပဲခါကလေးနဲ့အာကလေးနဲ့ပေါင်းရင်ခါဒီလိုမျိုးရှင်းပြပြီးရင်ဝတ်စံနှလုံးပေါက်ထဲလိုက်ရင်ခါဟောကားငယ်ကလေးကလည်းအတူတူပဲသူ့ကိုရေးချထဲလိုက်ရဲ့ဘာနဲ့တူသွားလဲကာကြီးနဲ့တူသွားတယ်ဒါကြောင့်မို့လို့သူ့ကိုဒီလိုမောက်ချကလေးထဲရတဲ့စာဖတ်ရင်တော့မမေတို့ကရေးချလိုပဲဖတ်ရမယ်သို့မဟုတ်ကအာဂါလိုဖတ်ရင်လည်းရတယ်မမေတို့ကတနည်းကိုပဲတင်ပေါ့အကြိုက်တဲ့နည်းအာတန်တဲ့နည်းကိုတင်ကျမကတော့ စာရေးတဲ့အခါမှာလည်းကလေးနေနဲ့အဆင်ပြေအောင်လို့ကျမအနေနဲ့အလဲအလက်ဖြစ်တဲ့ဒီရေးချာလေးကိုအတန်ထွက်ပြီးတော့ဖတ်တယ်နီးကိုတင်တယ်ပေါ့နော်ကရေးချာကဒီနီးကိုတင်ခြင်းအပြင်ကလေးကကျမတို့ ပုံမှန်နှုတ်ကနေပြီးပြောထားတဲ့ပြောပြတဲ့စကားလုံးစာကြောင်းနေပေါ့နော်စကားလုံးတွေကိုခလေးကနားနဲ့နားထောင်ပြီးတော့သူ့ဘာသူမျိုးလုံးနဲ့မှမြင်ပြီးအလှကြီးနိုင်တဲ့အချီကိုခလေးကတိုးတက်လာတာကိုတွေ့ခဲ့ပူတယ်ပေါ့နော်အဲဒီမှာဆိုရင်ဒရေချာဒါပရေချာပါဝရေချာဝဝရေချာဝစနှလုံးပေါ့ဝါဟုတ်ပြီနော်ဒီထိဒီလိုတွေတင်ပြီးသွားရင်ကျမတို့ကအောက်မှာဒီမှာရှိနေတဲ့နော်စကားလုံးတွေကိုတင်လို့ရပြီရုပ်ပုံတွေကြည့်ပြီးတင်လို့ရပြီနော်အရုပ်ပုံတွေကြည့်ပြီးတင်တဲ့ခါလည်းတူတူ ူပဲဒီမှာဆရရေချာရဆရာမဆရာမဆပရေချာဝစနှလုံးပေါက်ပါစပရေတော့ဆပဖတ်တော့စပဆိုတာကိုကလေးကို အရေးတော့အမှန်ဖတ်တော့အတန်ဆိုတာကိုလည်းမြန်မာစာမှာတင်ရင်တင်ရင်နဲ့သိသွားမယ်။အဲ့ဒါတွေကဘယ်ကမှာကလေးကသိခဲ့မှာလို့အထက်မှာတွေကအာကကျမတို့ဘီးတွဲတွေမှာတွေကသိခဲ့ရမှာအာကရေးတော့အာကဖတ်ရင်တော်တော်မြင့်မြင့်ရေးအကအကမထယရေးတော့မထယဖတ်တော့ဘယ်လိုဖတ်မလဲမထယဒါဒီကနေစပြီးသူတို့ကရေးတော့အမှန်ဖတ်တော့အတန်ဆိုတာကိုဒီဘီးတွဲမှာတွေကသူတို့သိခဲ့မှာ။ အဲဒီတရားလက္ခဏာနဲ့တွဲတဲ့ခါမှာသူတို့ပို့ပြီးတော့တိသွားပြီเนาะစရရေချာရတကယ်လို့စရအတန်စေးရမစေးရမပုံကလေးကလည်းပါနေတယ်ပြီးတော့စပဖတ်တော့ဇပါတွေ့လားဖလာပုံလေးလည်းပါနေတယ်ခလေးသဘောပေါက်တယ်ဖလာဒီလိုမျိုးနဲ့ဒီမှာရထရေချာဝစ္စနှလုံးပေါက်ထယထရုပ်ပုံတွေလည်းတွဲထားတဲ့အတွက်သူဖတ်တတ်နေတယ် ပဝရေရှာဝါပဝရေတော့ပဝဖတ်တော့ဒီမှာကြည့်ပါဦးဒီကမင်းသမီးလေးရှုံထားတဲ့ပဝလေးကိုပြောတာပဝနာဂရေချာဝစနှလုံးပေါက်ကနာဂရေတော့နာဂဖတ်တော့ပါတယ်လေနဂါစသဖြင့်ဒီလိုမျိုးနဲ့ပဲကျမတို့ကတင်ပေးရတယ်ကလေးတွေเนาะအဲ့တော့

ဒီမှာရေးထားတဲ့အရာမျိုးပေါ့နော်ဒီလိုဟာမျိုးကိုကျမတို့ကចောင်းសាអុထဲမှာប៉ារ៉ាប៉ារ៉ាပဲចောင်းសាអុထဲမှာမပါတဲ့အရာတွေကိုဒီလိုဟာမျိုးကိုလုတ်ပေးဖို့လိုတယ်ကလေးကိုសាអុထဲမှာဒီလိုရေးပေးခြင်းအပြင်ပေါ့နော်ဒါတွေကကျမတို့ကုနာကជីវန်សាអុထဲမှာកាកាកាខខខနော်ណណណအဲ့ဒါတွေပါတယ်ပေါ့နော်အဲ့တော့កាកាកាខខខណណណဆိုကလေးကအဲဒီញៀនណានဲ့နေသူကချက်ချင်းដៃကြီးကို ူကတန်စင်ရမိနေတော့ပထမတစ်ခေါက်ကနှစ်ခေါက်နှစ်ခေါက်ကသုံးခေါက်ဆိုခလေးကနောက်ဆိုရင်ဒါကိုသူကစာလုံးကိုကြည့်ပြီးအတန်ထွက်တာမဟုတ်တော့ပဲရှေ့ရတစ်လုံးရှေ့ရနဲ့နောက်ကနှလုံးကိုသူကဒါရိုက်ကိုမှန်းပြီးတော့ထွက်တဲ့သဘောဖြစ်သွားပြီအဲ့တော့အဲ့လိုမျိုးမရအောင်ကျမတို့ကကလေးဒီဒီစာလုံးကိုမြင်လိုက်တာနဲ့ကားလို့ထွက်ရမှာလားကားလို့ထွက်ရမှာလားဝါလို့ထွက်ရမှာလားခါလို့ထွက်ရမှာလားသူ့ဘာသူအုံနောက်ကစဉ်းစားအောင်လို့စဉ်းစားရင်းဖတ်တဲ့အခါမှာကလေးကစာကိုကြည့်လိုက်တာနဲ့သူ့မှာဒါဘလို့အတန်ထွက်မလဲဆိုတော့စဉ်းစားတဲ့အလေးချိန်ကိုသူရသွားတယ် ဒီလိုရဖို့အတွက်ကျွန်တော်တို့ဒါမျိုးလုပ်ပေးဖို့ဆိုတဲ့ကလေးနဲ့တူတူဖတ်ဖို့လိုတယ်ကဟောရေရှာဝတ်စံလုံးဝပါတော့ကပထမမှာကိုယ်နဲ့တူဖတ်မယ်ကကကကကက ဒါဟောဒါကိုဒီပုံစံတိုင်းကြည့်ရေးရမှာလားကျမနဲ့အတူတူရေးရမှာလားမဟုတ်ဘူးမေမေတို့စိတ်တိုင်းကြတယ်လို့ပြောင်းပြီးတော့ရေးလို့ရအဓိကကခလေးကကျမတို့ဒီပရမအုပ်ဆုံးစပြီးတင်တဲ့ကကကနနာနာမှာသူကတန်စင်ကမိနေတယ်အဲ့တော့ဒီနောက်တစ်ခါကျမတို့မမိတာကိုနည်းနည်းလေးသူ့အတွက်ခက်ခဲစေတယ်စဉ်းစားစေတဲ့အနည်းနဲ့တွားရတယ်မမိမမိတာကိုကျမတို့ပြန်စဉ်းစားပေးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရင်သူအဲ့တော့သူဒါကိုမြင်တဲ့အခါမှာသူကကာလာကာလာသူစဉ်းစားမယ်စဉ်းစားခြင်းအပြင်တစ်ခါနှစ်ခါနှစ်ခါသုံးခါစဉ်းစားတဲ့အခါရစ်ချက်ကလေး လုံးနဲ့ပါညချကလေးပဲเนาะတဏှာလက္ခဏာရေးချလေးပဲပါလဲဆိုရင်အာဒါအာဆိုတဲ့အတန်နဲ့တွဲပြီးဖတ်ရမှာဖြစ်ကြတယ်ကကလေးနဲ့เนาะရေးချလေးနဲ့တွဲရင်ကအာဆိုရင်ကာတော့မဟုတ် ကရေးချဆိုရင်ကာဆိုတာကိုကလေးရဲ့တည်ယူနိုင်စွမ်းကအလိုလိုကောင်းတဲ့မှာအလုံးလို့သွားတယ်အဲ့ဒါဒီမှာရေးချဝန်ထမ်းလုံးပါပါရင်ကာဆိုတာကိုလည်းသူကသူသိသွားတယ်အဲဒါဆိုရင်အောက်ကထနဲ့ပတ်သက်ပြီးဖတ်မှာဆိုရင်ထထထဝန်ထမ်းလုံးပါရင်သူကဆွဲတော့မှာဒါသူကဆွဲတော့မှာဒီမှာလဲထဒီနီးလေးကတိတ်ကိုထိရတယ်ဒီနီးလေးကိုလုံးကြည့်ပါ ကျမကလေးတွေကအာအာအာတရာတင်ကန်းစာကနေအီအီအီကိုရောက်သွားတဲ့ခါမှာအာအာအာကစာတွေကိုလုံးဝစာလုံးမပေါင်းတော့ဘယ်နဲ့သူတို့ဖတ်သွားတယ်။ထာထထထထတာထဖြစ်တယ်နော်။ကဲအာပြီးလို့ရှိရင်ဒါဝါကဲကျမတို့မောက်ချတင်ထားပြီဆိုရင်ဝါ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 ဆက်တဲ့ဖြင့်ဒီတိပေါ့ เนาะကျွန်တော်တို့အဲ့လိုဖတ်မယ်ဖတ်ပြီးရင်ဘာလုပ်လဲဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ်လာတဲ့စာလုံးအဲ့တော့တီချဲကျွန်တော်တို့ကเนาะဘာဒီလို slide တွေမှာမလုပ်တာမလုပ်ဘူးဆိုရင်ဘာလုပ်ဖို့လိုလဲဆိုရင်စာအုပ်ထဲမှာကျွန်တော်တို့အာဒီကြာပန်းပေါ့เนาะရေးထားပေးဖို့လိုတယ် အာဂျာမန်ရေးထားပြီးမှကျမကတော့ကျမဆိုရင်တော့ဒီမှာပေါ်လာတဲ့ဟာကိုတို့ဖတ်ခိုင်းတယ်ပေါ့အဲပေါ်လာတယ်မှာပါတယ်လည်းဖတ်ပါဦးပြထားတာထဲဆိုင်ရင်တလုံးချင်းတလုံးချင်းစီနော် random ရေးထားပြီးပြီးတော့ထောက်တဲ့ဟာကိုလိုက်ဖတ်ခိုင်းတာမျိုးမိမိတို့ကဒီလိုစာမျက်နှာအပြင်ရေးထားပြီးမိမိတို့ထောက်လိုက်တဲ့နော်ဒီစာလုံးကိုတို့ကဖတ်ခိုင်းတာမျိုးလုပ်လို့ရတယ်ဒါဆိုရင်ကာညာပါရာခလေးကပေါ်လာတဲ့ဟာကိုသူဖတ်မယ်ဝါလာ ကတတနအော်ရေးရှာတယ်ဝစနလုံးပေါ်နေမပါဘူးဆိုပါလေသူ့ရဲ့ပုံမှန်အတန်ကိုထွက်ရပုံမှန်ဒီအတန်ကိုထွက်ရမာနာကတာဆာယာသာတတ်တယ် ဲ့လိုမျိုးဖတ်ရမယ်အဲ့လိုဖတ်ခြင်းအပြင်ကျမတို့ကခုနတုန်းကကျမပြောထားတဲ့ဒီမှာရှိနေတဲ့ညအခါလာတာတာဆိုတဲ့ဟာတွေကိုသူတို့ကလွယ်လွယ်ကူကူဖတ်နိုင်မှာဖြစ်တယ် အဲ့ဒီမှာဆိုရင်ခုနကလို့ဟာကိုနေ့တိုင်းဖတ်ရမယ်တရက်ဖတ်တာနဲ့မရဘူးခုနကကျမတို့နော်ကြာပန်းရေးထားတဲ့စကားလုံးနေပြီးရင်အတန်ထွက်ကသူတို့စီးကျက်ဝါကျက်မညီနေတဲ့အရာတွေကိုနေ့ချင်းနေ့တိုင်းဖတ်ခြင်းအပြင်ညအာဒါကူမြန်တဲ့ကလေးကခုနကသူတောက်လျှောက်စဉ်းစားပြီးဖတ်ထားတာကိုခါညအဲခါအဲချက်ချင်းကြီးတို့မရသေးဘူးကလေးကပြဿနာမရှိဘူးညအခါရေချာခါညအဲခါ လာဒါဆိုရင်ကြည်ကြနယ်ကလေးကတာလို့တည်တယ်တကယ်လို့သူ့အနေနဲ့ယုံကြည်မှုသိမ့်ရှိသေးဘူးဆိုမိမိကပံ့ပိုးပေးလို့ရတယ်တနဲ့ရေးချာကလေးရေးချာအတန်လေးကအာဖြစ်တဲ့တဲ့တညီချာဘာတန်လေးဖြစ်မလဲဒါတညီချာတအဲ့တော့လတညီချာတလတတညီချာတလတတတို့မဟုတ်တနဲ့ရေးချာနဲ့တွဲတနဲ့အာနဲ့မလို့တပြီနော်ကသာခုနကတောက်ချက် လေ့ကျင့်ခဲ့တဲ့အချိန်ကဒီမှာလာပြီးကလေးကမလာကစားမလာနာမလာနာမလာเนาะအဲ့တော့အဲ့လိုမျိုးနဲ့ကျမတို့ကဒီမှာကလေးကိုစာဖတ်ပြန်စနစ်နဲ့တွားရမှာဖြစ်ပါတယ်ဒါကဒီနေ့ share လုပ်ပေးခဲ့တာကကျမတို့အာအာအာတရာ လက္ခဏာပေါ့နော်ဒီ messenger များပါအဲ့တော့ဒီမှာအောက်မှာတော့တို့တို့ကဒါလေးတွေကိုအပေါ်အဟာကိုပိုင်တိုင်ကျွမ်းကျင်ခဲ့ပြီဆိုရင်အောက်မှာဒီလေးခြင်းငန်းကိုကျမတို့လုပ်ပေးလို့ရပါပြီကျောပုံနဲ့တွဲပြီးတော့ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာတန်တူမြင်းသားရွေးတာလှုပ်လို့ရပြီရေးချာဆိုရင်ရေးချာနဲ့တူတဲ့ရေးချာအတန်ပါတဲ့ဟာကိုကျမတို့ကမြင်းသားမယ်မောင်းချပါတဲ့ဟာရေးချာအတန်ပါတဲ့ဟာကိုမြင်းသားမယ်ဒါမျိုးကလေးကိုဒါ၄ရှင်းပြလို့ရပါအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ရက်ကျမှပဲကျမထပ်ပြီးတော့ EEE တရနဲ့ပတ်သက်ပြီးတော့ sharing ထပ်လုပ်ပေးပါမယ်ရှင်ကျေးဇူးပါ